တကံကောင်းအောင်လုပ်တဲ့နီးတွေထဲမှာ အထွတ်အထိပ်အမြင့်မားဆုံးနီးနှစ်နီးပုံပုံပြောရမယ်။ဟုတ်လား။ကံကောင်းအောင် အကောင်းဆုံးပြင်ဆင်တဲ့နီးအမြင့်မြတ်ဆုံးပြင်ဆင်တဲ့နီးဘယ်နှနီးပြောရမလို့နှစ်နီးပြောရမယ်။အဲ့ဒီနှစ်နီးကဘာလို့ဆိုတော့ဗုဒ္ဓနုဒတိနဲ့မေတ္တာတရား။ဗုဒ္ဓနုဒတိဆိုတာကမြတ်စွာဘုရားရဲ့ဂုံအကြီးအသေးမြတ်စွာဘုရားရဲ့အလွန်မြင့်မြတ်ဖြူစင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်တာ။ ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောရရနော်ဝိဇာသရဏသမ္မနောသူကတော်လောကဝိတုနှုတ်တော်ပရိတ္တဓမ္မတရေတိတထာဒေဝမနုဿန္တဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့ပြည့်စုံတော်မူထားတဲ့ဂုံအကြီးအသေးကြီး၉မျိုးပေါ့နော်အဲ့ဒီတည်းကနံပါတ်၁ဂုံကြီးတွေ့ရပါတော့အရဟံအဲ့ဒီအရဟံဂုံတဂုံလောက်ကိုကျွမ်းကျင်ကျင်ကျင်နားလည်အောင် လုပ်ပြီးတော့စိတ်ထဲမှာခဏခဏဖြစ်အောင်စဉ်းစားဆင်ခြင်နေမယ်ဆိုရင်အဲ့ဒါဗုဒ္ဓံတို့တိပွားနေတာဟုတ်လားကံကောင်းအောင်အကောင်းဆုံးလုပ်နေတယ် တော့အရဟံကုန်ဆိုတာပါတော့အရဟံကုန်ဆိုတာမြတ်စွာဘုရားရဲ့တန်တံမှာပူပန်စီတဲ့ဆင်းရဲစီတဲ့ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့အနေအထားကိုအရဟံလို့ပြောတာဟုတ်လားကိလေသာအပူကင်း၍ငြိမ်းအေးသောစိတ်နှလုံးရှိတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဂုဏ်ရည်သွေးနော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာလူချင်းမမုန်းမှုဘလောက်လူချင်းစရာကောင်းတာနဲ့တွေ့လို့မှလူချင်းနေဆိုတာမရှိဘူးဘလောက်မကျင်တဲ့စရာကောင်းတာနဲ့တွေ့လို့မှ စိတ်တူတယ်ဆိုတာမရှိဘူး။နော်စိတ်ကိုပူပန်အောင်ရှုံမြိုင်မယ်စိတ်ကိုဆင်းရဲအောင်နှိပ်စက်မယ်နော်ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့တရားမြတ်စွာဘုရားစိတ်နော်ပဂတိအေးချမ်းတော်မူတယ်ညင်အေးတော်မူတယ်။အဲ့ဒါတွေကိုဘုံဘုံတို့ကချိန်ပါများစွာနော်နှုတ်နဲ့အရင်ရွတ်ဆိုပြီးတော့လေ့ကျင့်အရဟံကိလေသာအပုကင်း၍ညင်အေးတော်မူသောမြတ်စွာဘုရား။ဒီလောက်ဆိုလို့ရှိရင်တော်တော်ကောင်းနေပြီနော်။အရဟံဂုံရဲ့အတိဗေက၅မြို့တောင်ရှိတယ် စိတ်ကိုရမှာတော့မကောင်းမှုကိုပြုတော့မမှုတော့လို့လည်းအဓိပ္ပာယ်ရတယ်။ဘတုမရှိသောဂုံကြီးစုတွေရှိတဲ့အတွက်ကြောင့်တတ္တဝအားလုံးတို့ရဲ့ပူဇော်ထုကိုခံယူတိုက်တယ်ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်ဗလဟံကော။အဲ့ဒီတည်းကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေ။စိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေး။အပူမရှိလို့ငြိမ်းအေးနေတယ်။အရှုပ်တွေမရှိလို့ရှင်းနေတယ်။ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်။အဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်။အဲ့ဒါကံကောင်းအောင်လုပ်နေတာ။ အဲ့ဒါပရိစိတ်အရဟံကိလေသာအပုကင်း၍ညှင်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့အ ਨੇ စုံတော့တရားရှိခောက်တော့ဆင်ခြင်မိမယ်လေအဲ့တော့အရဟံအရဟံလို့ဆိုနေတာတဲ့ဘုံဘုံကတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပုကင်း၍ညှင်းအေးတော်မူသောမြတ်စွာဘုရားဒီခါလည်းပအောင်လို့နော်အဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လို့တာ ကံစိဥဒ္ဓဟာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရကျင်တဲ့အကျိုးရလက်ကောင်းတွေထွက်မှာတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဟုတ်ကံကောင်းအောင်လုပ်ကံပြီးတော့ဘာလာအောင်ကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါဆိုမေတ္တာတရားကိုယ်စေတနာလေးတွေဖြူရှင်တန်ရှင်းနေအောင်ကိုယ်ကံတွေမြင့်နေအောင်ကံတွေအစဉ်အတန်းရှိအောင်မေတ္တာထားရမယ်တတော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာ ေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိတ်တွေကို တချို့ကကောင်းကောင်းနားမလဲကြတာရှိတယ်။မေတ္တာဆိုတာတတဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းတာ။ဘီယံနေကင်းစေခြင်းနဲ့ကြမ္မာရေးကောင်းစေခြင်းနဲ့နှလုံးစေဝံညင်အေးစေခြင်းနဲ့အစင်မပြေတာဘာမှဖြစ်စေခြင်းမူအစင်ပြေတာတွေဖြစ်စေခြင်းနဲ့ကောင်းစေခြင်းတတဝရဲ့အကျိုးစီးပွားကို လိုလားတဲ့စိတ်ကလေးအလွန်အဆင့်အတန်းမြင့်တဲ့ စည်တနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမယ်နော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ရှုအာလုံးတော်တတ်တော်ပါ၏ဒီရန်ကင်းကွာကိုယ်စိတ်နဲ့ပြကြမှာချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထက်ခါထက်ခါရွတ်ရှုနေကြအရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီတည်းမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်စူးစမ်းဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင် ကံကိုဖုံးဖုံးတို့တွေပြင်ဆင်ကြတာပေါ့ကောင်းအောင်ပြင်လာဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဖုံးဖုံးပြောနေတာပေါ့နော်ဘုရားနှုတ်တတိနဲ့မေတ္တာမြတ်စွာဘုရားရဲ့ဂုံအီသွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့ပတ္တဝါတွေရဲ့ပုံမှာကောင်းစေခြင်းတဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းမယ်